တံပိုးကြီးလဝရတနာမျိုးစုံဆင်မြန်းရှင်တတိကတော်တယောက်ရဲ့ဂုံကိုဖော်ကျူးနေတဲ့ဝင်းမုံရှင်ဤပရိသတ်များလုံးမင်္ဂလာပါရှင် Celebrity MM ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။စိတ်တန်းတပညာရှင်တွေထဲမှာတောင်မှအကောင်လုံးကအချိန်ဤအစဉ်တန်းမတူညီကြပဲဂုံအရှိန်ဝါရီနဲ့ကြွားချသွားကြပါသည်ယိမ်။ထိတ်တန်းအကယ်ဒမီမင်းသမီးတက်လာဖြင့်ဂုံယူစွာရည်တည်နိုင်ခဲ့သလိုအချမ်းသာဆုံးခရိုနီတတိကြီးရဲ့တတိကတော်တယောက်ဆိုတဲ့ဂုံကိုလည်းဖော်ဆောင်နိုင်အောင်အကောင်ဆုံးနေထိုင်ပြနေခဲ့ရတာကတော့ဝင်းမုံရှင်ကြီးပဲဖြစ်ပါတယ်။ မင်းသမီးကြောင့်ဝမ်မောင်ရွှေကြီးကအရင်ကတည်းကသူ့မတူတဲ့အလားအပါတွေကိုပိုင်ဆိုင်ထားခဲ့ရပါဒါပေမဲ့အခုတော့အလားပေါ်အရင်ဆင့်ဆိုသလိုပို့ပြီးတော့ဂုံအချိန်ဝါကြီးမလာတာကိုတွေ့ရပါတယ်အထူးသဖြင့်တော့သူမရဲ့ခင်ပွန်းတဲ့ခရိုနီတတိကြီးစင်မြန်ပေးထားတယ်တန်ဖိုးအကြီးမားဆုံးသောလက်ဝဲယတနာတွေနဲ့အတူပွဲတက်လာခဲ့တဲ့အခါမှာအားလုံးရဲ့ချစ်ချွတ်မှုတွေကိုရရှိလို့နေခဲ့ပါတယ် ပိုင်ဆိုင်သမားတွေကိုစမိုင်းလိုမျိုးထုံမကြွားတတ်ဘူးဆိုပေမဲ့အခုနောက်ပိုင်းမှာဆိုရင်သူမရဲ့အစဉ်တန်းတဲ့ကန့်ကြီးရဲ့လက်ဝဲရတနာတွေကိုဝစ်ဆင်လာခဲ့ပြီးတော့ဂုံအချိန်ဝါဘလောက်ကြီးလဲဆိုတာကိုတော့ထုတ်ပြလာခဲ့ပါတယ်။အထူးသဖြင့်တော့ရေပန်းအစားသွားဆုံးကအကယ်ဒမီဘေးပွဲညမှာတော့ကဝစ်ဆင်ခဲ့တဲ့တိန်ပေါင်း3သိန်းကျော်တန်ဖိုးရှိတဲ့ကြောက်စိမ်းလက်ဝဲရတနာကြီးပဲဖြစ်ပါတယ်။ ကြောက်စိုင်းတစင်စာကိုတိမ်ပေါင်းတိမ်နဲ့ချီပြီးတော့အကုံကြခံဖန်တီးခဲ့တဲ့ပြင်ထူးခြားဆန်းသစ်တဲ့ပုံစံနဲ့ကြောက်စိုင်းလေဆွဲကြီးကလည်းအင်မတန်ကိုမလူပြောများသွားခဲ့ရပါ ဒီအကြောင်းတွေကိုနိုင်ငံတကာသတင်းဌာနတွေမှာပါဖော်ပြခြင်းခံခဲ့ရတဲ့တည်းတကယ့်ကိုသူမရဲ့ဂုံရှင်ဝါရီမြန်မာအကြောင်းထုတ်ပြသွားနိုင်ခဲ့ပါတယ်ဒါတင်မကအရင်နောက်မှာရွှေဆိုင်ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်လာခဲ့တဲ့အခါမှာသူမရဲ့လေတိုင်တဲ့ခန္ဓာကိုယ်ပေါ်မှာစင်မြန်းထားတဲ့အတောက်ပဆုံးသောဗရမများလက်ဝတ်ယတနာတွေကအလုံးရဲ့စိတ်အာရုံကိုဖန်ဆာသွားနိုင်ခဲ့ပြန်ပါတယ်။ယတနာတွေထွက်ရှိရာမိုးကုံမျိုးသူတယောက်ပြပြီးဘလို့မျိုးတန်ဖိုးကြီးရဲ့လက်ဝတ်ယတနာတွေကိုဘလို့ချိန်မှာထုတ်ဝေပြရမလဲဆိုတာကိုအသေးစားသ သိနေခဲ့ပါတယ်။ဒါကြောင့်သူမရဲ့ပိုင်ဆိုင်မှုတွေအစဉ်အတန်တွေကဘလောက်ထိမြင့်မားကြောင်းပုံမပြီးတော့သိတာထင်ရှားလာခဲ့ပါတယ်။ဒါကြိမ်မှာကအကယ်ဒမီညစာစာပွဲမှာဝစ်ဆင်ခဲ့တဲ့လေဆွဲကြီးဟာဆိုရင်လေအလုံးရဲ့ကြားထဲမှာလူပြောများပြီးတော့ရေပန်းစားသွားခဲ့ပြန်ပါတယ်။ပိုင်ဆိုင်နာတွေကိုထုတ်သွားတယ်လို့မထင်ရအောင်တင့်တော်တဲ့ပွဲအခမ်းအနားတွေမှာတော့သူမပိုင်ဆိုင်နာလေးတွေကိုထုတ်ဝေးပြရင်နဲ့ မသိမသာလေးကဘာကျော်အောင်ကြွားခဲ့ရပဲဖြစ်ပါတယ်အခုဆိုရင်သူမရဲ့အလားပါတွေနဲ့စည်းစိမ်ချမ်းသာကြွားမှုတွေကနတ်ဖယားမတပားလို့တင်စားရလောက်တွေဆိုပြီးနိုင်ငံတကာအားလုံးမှလူပြောများလို့နေခဲ့ပါတယ်တော်ယုံတန်ယုံသူများကိုအထင်မကြီးတတ်တဲ့တရုတ်နိုင်ငံကသတင်းမီဒီယာတွေကတောင်ဝင်းမုံရွှေရဲ့လှပမှုတွေနဲ့ကြောင်စိမ်းလေဆွဲကြီးရဲ့ခန်းနာမှုတွေကိုတကူတကဖော်ပြနေခဲ့ကြပါတယ်တကယ်ဆိုရင်အကယ်ဒမီစုပေးပွဲမှာတာမန်အတိုင်းဝစ်ဆောင်းစီရင်ခဲ့တာဖြစ်ပေမဲ့တရီထားမီလောက်ဆေရကြောင်စိမ်းလေဆွဲကြီးကြောင့် တိမတာထုတ်ကြွားတယ်လို့ဖြစ်သွားရင်းနဲ့အခုလိုနိုင်ငံတကာမှာပါရေပန်းစားသွားခဲ့ရပါဘယ်လိုပဲဖြစ်ဖြစ်အမြင်ကန့်စရာမကောင်းအောင်အင်ဂျီတိတ်ခါရှိရှိနဲ့ကြွားနေရဖြစ်တဲ့အတွက်ပရိသတ်တွေကတော့သူမရဲ့အနေထိုင်ပြည်မှုတွေကိုခြေကျူးနေခဲ့ကြပါတယ်ဒီလိုမျိုးပိုင်ဆိုင်တဲ့တံပိုးကြီးလဝတ်ရတနာတွေကိုပွဲအခမ်းအနားတွေမှာတစ်ခုပြီးတစ်ခုဆင့်မြန်းလာခဲ့ရင်းနဲ့ထိတ်တဲမင်းသမီးနဲ့တတိကတော်တယောက်ဆိုတာဘလို့ကုံအစင်တန်းနဲ့နေထိုင်ရတယ်ဆိုတော့ကိုပေါ်ပြနေရဲ့ဝင့်မုံရွှေကြီးကိုပရိသတ်ကြီးတို့ရော အားကြမိကြသလားရှင် အဆုံးတစ်ချို့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။